ဒီကိုတင်မဲ့အချိန်ဒီမှာအကြည့်ချင်းလာဆုံတာပေါ့နော်ဟိုလိုင်းပေါ်မှာတင်တဲ့အကူတောင်းနေအဲ့ကြောင့်ကျွန်တော်ထပ်မတင်တော့တာဒီကနားကိုတွေးတယ်တွေးပြီးတော့မတင်လိုက်တာပေါ့ဗျာနော်ဒီကိုနောက်ဘေးကကိုထိတ်လို့ရိုက်လိုက်တာနဲ့သူ့ဘေးမှာကျွန်တော်တို့ကြားတယ်ကနန်းဒီကိုဘေးကကိုထိတ်လို့ရိုက်လိုက်တာနဲ့သူ့ဘေးမှာကြားတယ်ကနန်းနော်ဒီတတိယကိုနောက်ဘေးကကိုထိတ်လို့ရိုက်လိုက်တာနဲ့နော်ကိုထိတ်လို့ရိုက်တာနဲ့သူ့ဘေးမှာကြားတယ်ကနန်းဒါရီကဆိုတော့၄နှစ် ပြီးကြတဲ့လွန်ခဲ့တဲ့၄နှစ်ကခဏလေးကိုရိုက်ထွက်နေတာမြင်လာပြီပြတကယ်ကြောင့်မီးရမှောင်နေလို့အခန်းလဲအဲ့တော့အဲ့လိုရိုက်ပြီးတော့မှကျွန်တော်ဘာခဏနေထွက်လဲဆိုတော့ဒီကိုနောက်ဘေးကကိုထိတ်လို့စရိုက်လိုက်တာနဲ့သူ့ဘေးမှာကြတဲ့ဒီခဏန်းကတနှစ်နှစ်နှစ်သုံးနှစ်၄နှစ်၅နှစ်မြောက်ကခဏန်းနော်၅နှစ်မြောက်ကခဏန်းငါးနှစ်မြောက်ကကနန်းကဒီကျွန်တော်တို့ထွက်တာပေါ့ဗျာအဲပြောမှဆိုတော့ဒီ ဘယ်အချိန်မှာကြာတယ်လဲဆိုတော့ဒီလေးလေးနှစ်မြောက်ကခဏပေါ့တက်ယူစားမှုကကျွန်တော်တို့ဒီ break လေးနော်ဒီ break လေးရဲ့အောက်မှာ6 8ခုဆိုတဲ့ခဏနော်ဒီ6 8ခုဆိုတဲ့ခဏကတနည်းနည်း3နှစ်နော်3နှစ်3လေးနှစ်မြောက်ကခဏအဲ့ break လေးရဘယ်လိုယူစားတယ်လဲဆိုတော့ကျွန်တော်ပြောတာမှားသွားလို့နော်ဒီကျွန်တော်ပြန်ကြခဏဒီ2024လေးတွေပြန်ကြခဏပြန်ကြခဏဒီ break 9က break 9ပြန်ကြလိုက်တဲ့အချိန်မှာကို break က9 break ပြန်ကြလိုက်တယ်သူ့ဆောင်းမှာ break လေးလို့ထောက်တယ် အဲ့ပရိလေးလို့ထောက်ပြီးအဲ့ပရိလေးရဲ့အောက်မှာဒီလေးပရိကြောင့်1 2 3 4 4နှစ်မြောက်ထရခဏန်း4နှစ်မြောက်ထရခဏန်းကိုချတာနော်ကျွန်တော်တို့အဲဒီဆရာတောင်းနဲ့မူတော့မတူဘူးဗျအကြည့်ချင်းလာတူလို့ကျွန်တော် site မတင်လိုက်တော့တာကျွန်တော်လက်ဒီ site ကိုတွေ့တယ်ဒီအနိကက် site လေးပေါ့နော်အဲ့ဒီလိုပဲဒီ2024ထဲမှာဒီပြန်ကြခဏန်းဒုတိယပြန်ကြခဏန်း395 395ကနော်ငါးကိုသုံးလို့ပြန်ကြလိုက်တာ ਨੇ သူ့ဆောင်မှာလေးပရိလိုက်တယ်နော်လေးပရိလိုက်တယ်အဲ့လေးပရိရဲ့အောက်မှာထွက်တဲ့ဒီခဏန်းကလေးပရိကြောင့်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန် လေးနှစ်မြောက်ထင်းမှာရှိတဲ့ဒီကနန်းကိုသူပို့တာအဲ့ဒီတတိယမြောက်ပြန်ကြနော်တတိယမြောက်ပြန်ကြမှာလည်းပဲကျွန်တော်66နှစ်ပြန်ကြပြန်ကြရအောင်ဆိုတော့ဘရိတ်လေးလာဘရိတ်လေးလာတာနဲ့ဒီအောက်မှာရှိတဲ့66 6ကတနှစ်နှစ်နှစ်သုံးလေးနှစ်မြောက်ကကနန်းကျွန်တော်တွေ့တယ်တွေ့ပြီးတော့မှကျွန်တော်ဘာကြောင့်မဟိုမပြုတ်လဲဆိုကျွန်တော်ကျွန်တော်ဖမ်းတာက966ဖမ်းတာ966ဒါပေမဲ့ကျွန်တော်ကတော့639 6ကို6 6 6 6 6နှစ်လို့မဲလိုက်တာပေါ့ဗျာ966ဆိုလေကြောတကယ်ကြီးနေရမှာမဟုတ်ဘူးပတ်လည်းပဲမိမှာဒါကြောင့်လဲဆိုတော့ ကျွန်တော်တို့ဒီကျွန်တော်တို့နှစ်ဦးကကိုထိတ်ကကိုကိုပိတ်ကကိုထိတ်လိုရိုက်လိုက်တာသူ့ဘေးမှာပြိတ်တုံးအဲဒါမျိုးယူတာဟုတ်ပြသူ့ဘေးမှာပြိတ်တုံးနှစ်ဦးကကျွန်တော်အဲဒီကိုကိုထိတ်ကကိုပိတ်ကကိုထိတ်လိုရိုက်လိုက်တာသူ့ဘေးမှာပြိတ်တုံးနော်နှစ်ဦးကကိုပိတ်ကကိုထိတ်လိုရိုက်လိုက်တာဒီဒီကိုနောက်ပိတ်ပေါ့ဒီကိုနောက်ပိတ်ကကိုထိတ်လိုရိုက်လိုက်တာ ਨੇ သူ့ဘေးမှာပြိတ်တုံးလို့ကျွန်တော်ယူစားခဲ့တာဟုတ်ပြအဲ့ဒါအတိတ်ဆိုအဆင်မပြေပါဘူးပေါ့နော်အဲ့ဒါကျွန်တော်မမ်ဘာလေးကိုထည့်မပေးလိုက်တာဒီ966ကိုသူအမှန်တော့ ဒီကျွန်တော်တို့ကိုးနောက်ဘိတ်ကကိုးထိတ်လို့ရိုက်လိုက်တာ ਨੇ သူ့ဘေးမှာသူကဘလို့ခင်းတယ်ဆိုတော့ဒီကျွန်တော်တို့ပရိတ်9ရဲ့ပါวะဒီပရိတ်9ရဲ့ပါวะနောက်ထောင်ကတော့10လို့ချုပ်လာ172 10လို့ချုပ်ပြီးတော့မှသူကဒီထိတ်စီကခါဝင်တာအဲဒီသဘောမျိုးအမှန်တော့မဟုတ်ဒီထိတ်စီကလုံးပိုင်ဒီထိတ်စီကလုံးပိုင်ဒီနောက်ထောင်ကတော့10လို့ဖြစ်လိုက်တာ ਨੇ ဒီထိတ်နဲ့ဒီကိုးထိတ်နဲ့เนาะဒီ9နောက်ပိတ်နဲ့ဒီအခွားပေါ့ဗျာဒီ9 9ပေါင်းချင်းနဲ့ဒီကျွန်တော်တို့ 6တလုံးကတ်မှာပေါ့6ကား6ဆိုပြီးမှသူက6ကလုံးပိုင်း5ကလုံးပိုင်းသူကဒါမျိုးသွားတာဗျဒါပေမဲ့တကယ်တကယ်ကျတော့ဖြစ်စင်မှာကျတော့9ထိက9ခါဝင်နေ6 9 6တုံညဒီနောက်ထောင်းတုံညဆိုမှာ6 9 2ကိုရှင်းလာ6 9 2ကိုရှင်းလာဒီလိုပဲဒီဒုတိယမြောက်ကျွန်တော်တို့ကိုးနောက်ပိတ်ကလည်းဒါတော့ဆရာတယောက်တင်လိုက်တာတွေ့တူကျွန်တော်ကအိုက်ဆိုင်ကိုမတင်တော့တာတော်တော်ငင်ကြီးကြားလာမှုပြီဗျကြားလာပြီဗျ အဲ့ဒါကတော့တိုက်လိုက်တော့အချင်းချင်းလာထက်နေတော့သူစိုက်ကိုစိုက်တူနေတဲ့ခါကျကျွန်တော်မတင်လိုက်တာသူကလည်းအရင်ဆုံးတင်လိုက်တော့ကျွန်တော်အချင်းအမြင်ကြီးကထက်တယ်အမြင်ကြီးလာစုံနေတော့ကျွန်တော်တို့ကအာသူများစိုက်ကိုပြတယ်လို့ဖြစ်မှာဆိုလို့ကျွန်တော်မတင်လိုက်တော့တာတကယ်တမ်းတော့ဒါဒီဒီစိုက်ကနေပြေးသွားတာဒီဒုတိယကိုးနောက်ဘေးကလည်းပဲကျွန်တော်တို့ဒီ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 ဒုတိယကိုးနောက်ဘေးကလည်းကိုးထိတ်လို့ရိုက်လိုက်တာသူဘေးမှာကျွန်တော်ပြိတ်သုံးလို့ယူစားခဲ့တာအမှန်တော့မဟုတ်ပါဗျာနော်သူကဒီကိုးဒီပြိတ်ငားရဲ့ပြိတ်ငားရဲ့ပါဝါကိုနောက်ထောင်ဆုံးတုံညလို့ချိုးလိုက်တာ361တုံညလို့ချိုးပြီးတော့မှဒီအခွနဲ့ ်နော်6ခုံ4ဆိုမှ4တီလုံးပိုင်းသူ့ဆောင်က8တီလုံးပိုင်း4 8တဲဆိုမှတပေါက်ထဲသူကရိုက်တာဒါပေမဲ့ဒီမှာတော့8ထိတ်က8ခါဝင်တယ်ဒါမျိုးပေါ့နော်ကျွန်တော်ထုတ်ပေးခဲ့မယ်ဆိုရင်လည်းကျွန်တော်6 6လို့ပဲပေးခဲ့မှာအဲကြောင့်ကျွန်တော်ဖွဲ့ဒီပတ်လည်လောက်ပဲရမှာကျွန်တော်မပေးခဲ့လိုက်ဘူးပေါ့ဗျာ3ပရိဖြစ်လည်းဖြစ်မယ်ပေါ့နော်ဒါပေမဲ့6 6ဘူးခွာလာမယ်မှန်းတော့သိတယ်ဒါပေမဲ့ကျွန်တော်6 6တုံး6တီနောက်တစ်ခွက်ကျွန်တော်ကြိုက်တဲ့ member all ခွက်ကိုတစ်ခွက်သေးကျွန်တော်ထုတ်ပေးခဲ့တာဖြစ်တဲ့အတွက်နော်ကျွန်တော်ကနောင်ပေးရတာဖြစ်တယ်တော့ကျန်တာလေးကိုကျွန်တော်အရာနောက်ပဲဆိုထိုးရင်လည်းထိုးမနေတော့နဲ့ဆိုဘူးအဲ့နောက်ကြီးရဲတင်းနေတဲ့ကျွန်တော်ပြောခဲ့တာပေါ့ဗျာတကယ်ကြမ်းတော့သူကဒီလိုလောက်သွားတာ ဒီကိုးနောက်ပြီးပရိငါးကနော်ကိုးထိပ်လူရိုက်လိုက်တာနဲ့သူ့ဘေးမှာကျွန်တော်တို့အထောင်သုံးလုံးတုံညလို့ချိုးတယ်ငါးပါးပါတုံညလို့ချိုးတယ်686တုံညလို့ချိုးပြီးကြတယ်ဒီကိုးရေကျွန်တော်ဒီနှစ်ရေကိုးတလုံးလာမှသူကကိုးနှစ်ကိုးတုံညလို့ဖြစ်ပြီးလို့မှာဒီထိပ်ကခါဝင်ဆိုပြီးမှာကိုး666ကျွန်တော်တကွက်ထဲကျွန်တော်ဖမ်းခဲ့ပြီးတယ်ကိုး666တကွက်ထဲဖမ်းတော့ဒါမှမဟုတ်မဖြစ်နိုင်ပါဘူးကွာလို့တွေးလိုက်အဲ့လောက်ကြီးမလွယ်တော့ဘူးပေါ့နော်လွယ်လွယ်တော့မပြီးတော့ဘူးထင်ပြလို့ဒီကိန်းနဲ့သူက6လုံးပိုင်းအခွနဲ့ကိုးနဲ့696ဆိုပြီးသူတပေါက်ထဲရိုက်သွားတာ အဲ့ဒီ696ကလည်းစောနာကျွန်တော်ပြခဲ့တဲ့ဒီပြန်ကြကနန်းကြီးရဲ့နော်6 363 6300တော့ပြန်ကြတယ်သူဆောင်မှာပရိလေးရိုက်တယ်ပရိလေးကြောင့်၄နှစ်၄ချိန်၄နှစ်မြောက်ကခဏကိုသူ၄၄၄ပရိအောက်မှာချတယ်နော်နောက်ဒီဒုတိယပြန်ကြနော်395နော်395 935ကြတယ်အဲ့သူဆောင်မှာလည်းပဲဒီဒီပရိလေးရိုက်တယ်ပရိလေးရဲ့အောက်မှာမှာသူကကျွန်တော်ဒီဒီ146ကကျွန်တော်ဒီဘက်၄နှစ်မြောက်ကခဏနေအဲ့ဒီလိုသူကသွားတာ တတိယမြောက်ပြန်ကြကနန်းရဲ့ဆောင်းမှာပရိလေးရိုက်တယ်ပရိလေးအောက်မှာ6 9 6 3 2 3 4 4နှစ်မြောက်ကကနန်းဆောင်အတိအကျဆိုရိုက်သွားတာကျွန်တော်ပြီးရင်966လို့ပဲပြီးမိမှာဒါပေမဲ့ကျွန်တော်ဖမ်းတဲ့မန်ဘာနဲ့ကတခြားစီဖြစ်သွားတာပေါ့ဗျနော်ဒါပေမဲ့ဒါဆက်မြုပ်ပြန်တာမဟုတ်ဘူးကျွန်တော်ဖြစ်ပြီးသားဖြစ်စဉ်ကိုပြန်ထုတ်ပေါက်ဖော်လုပ်တာလည်းမဟုတ်ဘူးညင်းနေညီလွယ်လုံးအားကြီးလို့ကျွန်တော်မပေးလိုက်တာနော်လွယ်လုံးအားကြီးလို့မပေးလိုက်တာအခုကကျွန်တော်အချိန်20ကိုဖမ်းထားတယ်ဆိုတော့ဒီကျွန်တော်မန်ဘာတွေကိုကျွန်တော်ပြီးမယ်ဆိုရင်ခဏအချိန်20ဒီမှာတော့ကျွန်တော်ရဲတင်းတင်းပြောခဲ့တယ်နော်ပြန်ကြလုံးဝမလာဘူးပြန်ကြလုံးဝမလာဘူးရဲတင်းတင်းပြောခဲ့တယ် အဲဒါတချို့တွေလည်းမကြိုက်ကြဘူးဗျာနော်တချို့ဆရာတွေလည်းအဲလိုသူများတွေကဘယ်လိုခေါ်လဲဆိုပြန်ကြောက်အတိုင်းတမှန်းထားတဲ့အဖွဲ့တွေကတော့မကြိုက်ကြဘူးပေါ့အခုအချိန်နဲ့ဆယ်ဘူးကျွန်တော်ကရေးရဲတင်းတင်းနဲ့ကျွန်တော်နော်အစတစောက်ဆွဲထုတ်ထားတယ်အဲအစတစောက်ကိုဆွဲထုတ်လိုက်တဲ့ကဏန်းတစ်ခုက၃ချိန်လောက်ဆက်တိုက်ရမှာနော်အဲဆန္ဒရှိတို့လိုချင်တယ်ဆိုရင်ကျွန်တော်ဒီရှစ်ပိုးပိုးလေးခုချောက်၃ထင်းတွေကိုလူဟောင်းကလူဟောင်းက၃တောင်းလူတစ်က၄တောင်းနှစ်ကုန်တိနော်မပါကြီးတွဲ ဒါကျွန်တော်ဒါပထမ site လေးနဲ့အဲ့ site ကိုလည်းကျွန်တော်ခုပြပေးမှဖြစ်တယ်နော်အဲ့ site ကိုလည်းပြဘာလို့ကျွန်တော်ညှော်ခဲ့တဲ့ခဏရောက်လာတဲ့အတွက်နော်ဒိန်းကနေပေါ်လာတဲ့အတွက်ကျွန်တော်ကဒီ site ကိုပြမှဖြစ်ပါတယ်နော်အဲ့ဒီတော့ကျွန်တော်တို့ဒီမှာဗျာနော်ကျွန်တော်ခဏခဏပြောဘူးကျွန်တော်စားခဲ့ကျွန်တော်စားခဲ့တဲ့အပြီးပေါ့ကျွန်တော်ဒီ630မှာစားခဲ့ရဒီမှာစားခဲ့ရ630မှာ360တွေ့တာပေါ့ဗျာသူကကျွန်တော်ဒီ site ကိုခဏခဏပြခဲ့ပူပါတယ်ဗျာနော်ကျွန်တော်မှတ်မိတဲ့တငယ်ချင်းတွေမှတ်မိလိမ့်မယ်၃နှစ်လေး တပွဲကျော်မှာ630တပွဲကျော်မှာ304ခုဇောင်းတပွဲကျော်မှာ435ဒီကနေ့ဒီကနေ့ပြန်ထွက်ရမယ် sorry ပါအဲ့တော့ကျွန်တော်ဆောင်းပြောတယ်ဒီ site မှာဒီကနေ့ဒီကနေ့တပွဲကျော်ဒီကနေ့နော်တပွဲကျော်ဒီကနေ့တပွဲကျော်ဒီကနေ့ဒီကနေ့နေပြန်ပို့တဲ့စနစ်မှာကျွန်တော်ကပြန်ပို့တဲ့စနစ်ကဒီ3630မ360လို့ကျွန်တော်ပေါက်ခဲ့တာအောင်ခဲ့တာပေါ့ဗျာနော်ပြီးတော့အောင်ခဲ့တာဒီ3နေ့လေးမှာကျတော့မအောင်တော့ဘူးဒါပေမဲ့ကျွန်တော်အဲ့ကနန်းကိုကျွန်တော်စောင့်ခဲ့ရနော် အဲ့တော့ဒီတုံးလေးလေးကဒီမှာခင်းဒီမှာလာကြเนาะဒီမှာလာကြအဲ့ဒီတော့ကျွန်တော်အချိန်20ကိုဖမ်းလာเนาะအချိန်20ကိုဖမ်းလာဆိုလိုတာကကျွန်တော်ပြချင်တဲ့သဘောကဒီတုံးနှစ်လေးတပွဲကျော်မှာ630တပွဲကျော်မှာ304ကိုတပွဲကျော်မှာ403ကဒီ435ကကျွန်တော်တို့ကျွန်တော်ပြောခဲ့ဘူးပါတယ်เนาะ435 435တော့နောက်ဒီနှစ်ထဲမှာရိုက်မယ်ဆိုရင်သူကပြန်ရိုက်တော့မယ်ဆိုရင်เนาะ435ပြန်ရိုက်တော့မယ်ဆိုရင်သူ့ရှိမှာ6ခါခံတယ် ဒီ6ခါခံပြီးတော့မှဒီ6ခါခံပြီးမှသူ့ဘေးမှာသူ့နှစ်ထဲမှာရိုက်ရမရိုက်နောက်တစ်နှစ်မှာရိုက်ရမှာပေါ့ဗျာ၄၃ခါသူကဘလို့ပဲဖြစ်ဖြစ်6ခါခံမှ6လေးတိုင်းခံလိုက်တာနဲ့ဒီကျွန်တော်တို့ဒီဘက်မှာရိုက်ရိုက်တော့ဒီဒီ6ခါကြောင့်ဒီ3ထိပ်ရဲ့အခွအပေါ်က3ခွနော်ဒီ3ခွရဲ့3ထိပ်ရဲ့6လို့ဖြစ်ပြီးတော့မှာသူက3ထိပ်ကိုခင်းပြီးတော့မှာဒီကျွန်တော်တို့3 5 4ဆိုခင်းတာအဲ့ခင်းတဲ့နေရာမှာလည်းပဲကျွန်တော်တို့ရှေးပေါင်းရှစ်ဒီရှေးပေါင်းရှစ်နဲ့သူအပီးရှင်းတာဒီဒီကျွန်တော်တို့အဲဆွမ်းတော့ကျွန်တော်ပြောလိုက်တယ်ဒီ၄3 5မ၄3 5၄3 5နေရဲ့ဇောင်းတစ်ပွဲကျော်တဲ့3 4ကို ဒီ3.4ကိုရတယ်အဲ့ဒီလိုပဲနော်3.4ကိုရတယ်3.4ကိုလို့ပြန်ကြတော့မယ်ဆိုရင်ကျွန်တော်6ခါခံနော်ဒီပြောစရာရှိတာက4.3က4.3ကနှင်းချင်းပါလို့မချတာလေဒီဘက်မှာ तू ကသူ့ဇောင်းမှာကျွန်တော်တို့ဒီဘောနော်ဒီဆွမ်းနာကျွန်တော်တို့4.3ရဲ့ဒီ4.3ဖြစ်စဉ်ရဲ့ဇောင်းမှာ तू 6ခါမခံခဲ့ဘူးမခံခဲ့တဲ့အတွက်ဒီ4.3ရဲ့ဒီအောက်မှာပဲ तू က6ခါကိုစခံနော်အပေါ်မကြည့်ဘူးနော်6ခါစခံတဲ့အတွက် तू ကဒီမှာကိုခင်းတာအဲ့ဒီလိုပဲကျွန်တော်ဒီ4.3နဲ့ဇောင်းတပင်ကျော်တက်လေ3.4ကို ဒီ349ကလည်းပဲဒီ349ကလည်းပဲကျွန်တော်တို့ပြန်ခင်းတော့မယ်ဆိုလို့ရှိရင်ဆို6ခါ6အလေတိုင်းခံရ6အလေတိုင်းခံရဒီ6အလေတိုင်းကြောက်သူကဒီ39ထိတ်ကိုထိတ်ပြီးတော့မှဒီအပေါ်ကခွား6ရှိတဲ့အတွက်နော်39လေးခင်းတော့မယ်ဆိုရင်ခွား6ရှိတဲ့အတွက်သူက39ထိတ်ခံပြီးတော့မှ39လေးကိုခင်းတာအဲ့တော့အပေါ်ရှေးပေါင်း9ဒီရှေးပေါင်း9လို့ခင်းပြီးတော့အပီးအပီးရိုက်တာနော်အဲ့ဒီလိုတတိယမြောက်ကျွန်တော်တို့630တော့ဒီမှာကျွန်တော်အောင်ခဲ့တာပေါ့ဒီနှစ်ကတ်မှာမြင်ခဲ့ပြီးတော့မှဒီကတ်မှာကျွန်တော်ဒီ6360မှာကျွန်တော်ရှယ်ရခဲ့တာပေါ့ဗျာနော်အဲ့တော့ကျွန်တော်တို့ အလုပ်လုပ်နေတဲ့လမ်းနဲ့ကျွန်တော်တွေးလိုက်တာပေါ့ကျွန်တော်အဲ့တော့ဒီပြင်မနာမှာနော်ပြင်မနာမှာပြင်မနာမျိုးမျိုးထဲမှာကျွန်တော်အလုပ်လုပ်နေတဲ့လမ်းနဲ့ကျွန်တော်ဒီကနန်းလေးကိုရလိုက်တာရလိုက်တော့ကျောတန်ငချင်းเนี่ยလာကြိုက်ပြီးတော့ချမချမေကွာကျွန်တော်အဲ့ဆိုင်ကယ်တွေပဲဝဲနော်အဲ့ဝန်တာအားရပေါ့ဗျာဒီကနန်းကြီးထွက်လာတော့နော်အဲ့တော့ဒီ630ရဲ့360လို့ပြန်ကြဖို့အတွက်ကိုသူကဒီ6ခါခံဒီ6ခါခံတဲ့အချိန်မှာဒီသူ့ရဲ့ဇောင်းမှာသူကခွာ3ခွာ3ရိုက်ပြီးမှ3ထိပ်လို့ဝင်တယ် ဝယ်ပြုတ်မှသူကဒီကျွန်တော်တို့ဒီမှာကြတော့သူကရှေ့ပေါင်း၅ဒီရှေ့ပေါင်း၅သူက၅ဖြစ်ချင်းအတန်မပါဘူး၅အတန်မပါဘူးနဲ့သူက၆အတန်ပါတယ်၆အတန်ပါတဲ့အတွက်ကျွန်တော်ဒီ360 336ဆိုတော့နှစ်ကွက်ထက်ကျွန်တော်ထိုးခဲ့တာဒါဒီမှာကျွန်တော်ရခဲ့တာပေါ့ဗျာကောင်းပြီကျွန်တော်ဘာကြောင့်ဒီစကားကိုပြန်ပြောနေလဲဆိုတော့ဒီ site ရဲ့အဆက်မှာသူကဒီ630တပင်းကျွန်တော်၃နှစ်လီ၃နှစ်လီအဲ့လိုပြန်ဖမ်းဖို့အတွက်ကဖမ်းစရာဘလို့မှမရခဲ့ဘူးဒါပေမဲ့ကျွန်တော်ကဘာလို့ညှော်လဲဆိုတော့ဒီ၃နှစ်လီကိုညှော်တာဒီ၃နှစ်လီကိုညှော်ွားခြင်းအကြောင်းရင်းကဒီကနေအစပြုလိုက်တဲ့ဇလန်းကြောင့်နော်ကျွန်တော်ဒီ၃နှစ်လီကိုညှော်ွားခြင်းအကြောင်းရင်းက ျွန်တော်ဒီ၄၃၅နဲ့စလိုက်တဲ့ဇာလန်းကြောင့်အဲ့မှာတော့ဒီ၄၃၅ကကျွန်တော်တို့ဒီမှာ၃၅လေးလို့ထွက်လိုက်တယ်၃၅လေးလို့ထွက်လိုက်တယ်ဒီ၃နှစ်လေးကသူ့နောက်ပါကျွန်တော်တို့ဒီနှစ်တီလုံးဝမလာခဲ့ဘူးเนาะနှစ်တီရောမင်္ဂလာပါတော့အေးငိမင်္ဂလာပါခင်ဗျเนาะအကုန်လုံးเนาะကျွန်တော်တငငချင်းတွေတယောက်ချင်းစီတိုင်းကိုအားလုံးမင်္ဂလာပါဗျဒီ၃နှစ်လေးကကျွန်တော်တို့ဒီနောက်မှာလုံးဝပြန်မလာတော့နော်ဒါကြောင့်ချဲ site တခုကိုကျွန်တော်တို့ကစိတ်ရှိလက်ရှိနဲ့စောင့်ဖမ်းနေတယ်ဗျာတနေ့နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်၆နှစ်လောက်ကြာမှလာတယ် 6နှစ်မြောက်မှာတော့ဒီအချိန်မှာလာတယ်နော်လာတော့လည်းဒီလိုဖြစ်စင်နဲ့မလာဘဲနဲ့ तू ကတခြားနီးနဲ့ဒီ၄၃၅ဒီပြောမှာဆိုတော့ဒီ၃၄ကက်စီပေါ့၄၃၅၃၄၉၆၃၀၃၄၄တွားတာတော့၄ကက်စီဒါပေမဲ့နှစ်မူနဲ့တွားတာဒီ၃၅လေးလို့ဖြစ်ပြီးတာနဲ့နောက်တနေ့အချိန်နဲ့ဆက်မှာရိုက်တယ်ခဏအချိန်နဲ့ဆက်21 22ဒီ၃ပင်ဇက်တိုက်ရိုက်တယ်ခဏနော်ဒီ၃နှစ်လေးနော်ဒီဆောင်ကကျွန်တော်ဒီ၃နှစ်လေးကဒီမှာ၃နှစ်လေးလို့ရိုက်တဲ့အတွက်ကျွန်တော်က ဒီအချိန်မှာအောင်ပါစေပဲဆုတောင်းတယ်နော်အချိန်20အောင်ရင်1 2 3သုံးပင်စားတိုက်ရိုက်မယ်ခဏဒီမှာဆိုရင်အချိန်20မှာကျွန်တော်တို့ဒါတော့ site ကိုခင်းပြပေးရနော်ကြောတင်နေနေနော်ကျွန်တော်ခင်းပြဒီ1 1 1ကစဉ်1ချိန်2ချိန်3ချိန်ယောက်နော်20 21 22ချိန်ထိရမယ်ခဏဒီ1 1 1ကနေ1 8 3 350ဒီလိုကြလာတယ်ခဏခဏပေါက်တယ်ကျွန်တော်ရထားပြီးပြီနော်ဒါ site ကိုတော့ဝက်ကြော်ကြော်လောက်ခင်းထားပြီးနော်ကြောတင်နေနေတော့ဝက်ကြော်ကြော်လောက်ခင်းထားပြီးကိုပိုင်ကိုကကိုတွေးနိုင်နေဆိုရင်တော့မမမဝင်နဲ့ပေါ့ဗျာ မတွေးနိုင်ဘူးကိုယ့်ကိုတွေးလို့လည်းမရဘူးဆိုရင်တော့ဒါကိုမိတ်ဆွေတွေရဲ့သဘောเนาะကျွန်တော်ကတော့ဒါစိုက်ကိုတဝက်ကျော်တော့ခင်းပြလိုက်ပြီဒီကောင်ရဲ့ဖြစ်စဉ်ဒီကောင် frame ဒီကောင် frame ပဲเนาะဒီဒီပြောမယ်ဆိုတော့ဒီ၄၃၅က frame ပဲ၄၃၅နဲ့ဒီ၃နှစ်လေးက frame ပေါ့ဗျအဓိက frame ပေါ့အဲ့အဓိက frame မှာ၃နှစ်လေးကဒီမှာလာပို့တာဖြစ်တယ်ဗျဒီ၃၅လေးကဒီမှာဒီကျွန်တော်တို့ဆောနာကျွန်တော်တို့ဒီ၃၄၃၅ဒီ၄၃၅ကဒီဘက်နှစ်ကိုကျွန်တော်တို့၃၅လေးလို့ပို့လိုက်ရတဲ့အတွက်နောက်တစ်နှစ်မှာ ူကဒီဒီနှစ်ထဲမှာမလုပ်ဘူးသူကဒီနှစ်မှာအချိန်20 21 22ကျည်ဒီ3နှစ်ဇာတိုက်ကိုသူကလုတ်သွားတဲ့ဇလန်းအဲ့တော့ဒီမှာကျွန်တော်ကျွန်တော်ပြောခဲ့တယ်ဒီ19တီပြန်ကြလုံးဝမလာဘူးပြန်ကြလုံးဝမလာဘူးကျွန်တော်ပြောခဲ့တယ်နော်ကျွန်တော်တကယ်ကြီးမှတ်မိမှာပါဖတ်ဖူးတဲ့လူတွေသိမှာကျွန်တော်စားနေပဲကြီးပြောလိုက်တာပြန်ကြလုံးဝမလာဘူး19ချိန်ဘသူတွေဘလိုပဲပြောနေပြောနေကျွန်တော်ရဲရဲတင်းတင်းပြောခဲ့တာဒါပေမဲ့ကျွန်တော်ကနန်းကတခြားသော site တခုနဲ့လွဲသွားတယ်နော်လွဲသွားတယ်နောက်တစ်ခုကျွန်တော်ကျွန်တော်တကယ်ချင်းတွေကိုကျွန်တော်ပြောချင်တာက တစ်တီမပြောက်ဘူးเนาะမပြောက်ဘူးသို့တော်လည်းပဲอืมကျွန်တော်ရဲ့ယူဆချက်ဒီ site ရဲ့သဘောတဘာဝအရာတစ်တီကျွန်တော်ဖမ်းထားတဲ့ site ရဲ့သဘောတဘာဝအရာတစ်တီတလုံးအနည်းဆုံးတလုံးပဲလာမယ်လာတဲ့တလုံးဒီခါပဲဖြစ်နော်ဒါကျွန်တော် site နဲ့ကျွန်တော်ပြောတာနော်ဘာလို့မှကျွန်တော်မရည်ရွယ်ဘူးကျွန်တော် site နဲ့ကျွန်တော်ကျွန်တော် site နဲ့ကျွန်တော်ပြောတာတစ်တီလာခဲ့ရင်ခါတလုံးပဲလာမယ်ခါတလုံးပဲလာမယ်ဒီတစ်နှစ်လုံးမှာခါတလုံးပဲလာမယ်နော်နောက်တစ်ခုကအခက်မသိရင်ပျောက်သွားနိုင်တယ် ။နောက်ကျွန်တော်မျောလင်းတောင်းတာနေတစ်ထွိုင်းလေးအာတစ်ပူးလေးဒါဒါဒီကျွန်တော်ကတော့စိတ်မစားဘူး။ကျွန်တော်ပြောတာဒီကျွန်တော် site အရာကျွန်တော်ဒီ use ကျွန်တော် site ရဲ့ user ချက်အရာဒီတစ်ဒီကားတစ်လုံးပဲလာမယ်။ဖန်ထားပြီးကနန်းရတော့ဒါပေမဲ့ကျွန်တော်ဆူတောင်းတာဟိုက်အချိန်20ကျွန်တော် member တွေတော့ကျွန်တော်ပြောခဲ့တယ်အချိန်20ကိုကျွန်တော်အောင်မြင်မှုရခိုင်နှုန်းများများနဲ့စူးစမ်းထားပါတယ်ဆိုမှကျွန်တော် member တွေပြောထားတယ်။နော်အောင်မြင်မှုရခိုင်နှုန်းများနဲ့အချိန်နဲ့ဒီအချိန် online တော့1 2 3ပေါ့ဗျာနော်1 2 3ဝင်သွားပြီအဲ့တော့ကျောင်းတန်းနေနေစိတ်ပါလို့နော်စိတ်ပါလို့ဝယ်ခြင်းနဲ့ဆိုရင်ဒီမှာ တီဘီဖွင့်ထားတယ်ဗိုက်ဘာဖွင့်ထားတယ်နော်ရှူစင်ဆိုတဲ့နာမည်နဲ့နော်899နော်4963တင်းနဲ့နော်899 4963တင်းနဲ့899 4963တင်းနဲ့အဲ့ကျွန်တော်ဗိုက်ဘာလည်းဖွင့်ထားတယ်ကေဘီလည်းဖွင့်ထားတယ်လူဟောင်းကတော့3000လူတစ်ကတော့ကျွန်တော်4000ယူပါတယ်နော်နှစ်ကုန်တီကိုကျွန်တော်မပြောင်းလဲပါဘူးနော်နောက်တစ်ခုကကျွန်တော်ဒီတစ်ချိန်ပြီးတော့နောက်ပိုင်းဆိုရင်တော့ကျွန်တော်ဒီဂျန်တဲ့အချိန်လေးတွေမှာကျွန်တော်တစ်ချိန်ကိုတစ်ချိန်စာတဲ့ကိုဝယ်မဲ့လူအတွက်ကိုကျွန်တော်နော်တစ်ချိန်လေးကိုလိုချင်ပါတယ်ဆိုပြီးလူကျွန်တော်2000ပဲတတ်မှတ်ထားပါတယ်နော် ရရမရရမရတစ်ချိန်မဲဝင်မယ်ဆိုရဲလူ2000တတ်မှတ်ထားပါတယ်။ဒါပေမဲ့နှစ်ကုန်ထီမထူအောင်နှစ်ကုန်ထီယူမယ်ဆိုရဲမိတ်ဆွေတွေကတော့ဒီဖုန်းနံပါတ် KB ဆွဲပါ8996363တင်နေ KB Viber ဖွင့်ထားပါတယ်။ Viber နဲ့ဒီစာလေးပို့လိုက်ပါ။နော်။နောက်တစ်ခါ site ကိုလည်းတမင်ပြခြင်းလို့နော်ဒီမှာကျွန်တော်တို့ဒီ funding ကနေစပြီးမှဒီဇလန်းနဲ့စပြီးလို့မှကျွန်တော်တို့ခင်းသွားတဲ့အနေထား111 273 350ဒီ3ပင်စတဲ့အလုပ်လုပ်တဲ့ site နော်ကိုယ့်ကိုရှာနိုင်နေရှာနိုင်နေဆိုလဲရှာနော်ကိုယ့်မျက်လုံးနဲ့ကိုယ့်အတွေးခေါ်နဲ့ကိုကြည့်နိုင်နေဆိုလဲလူလဲကြည့်ပါနော်ကျွန်တော်ကတော့ဒီ ဒီတချင်အောင်လိုက်တာ ਨੇ 1 2 3နော်နော်တချင်တချင်၃ချင်နော်ဒီ၃ချင်လုံးကျွန်တော်ဖမ်းထားတယ်ဒီချင်အောင်ရင်တော့ပွဲသိမ့်ပြီပေါ့ဗျာကြောတဲ့ငင်းလေးနော်ဒီချင်အောင်ရင်အချင်း၃၀အောင်ဝင်ညောင်းလေးနဲ့တိုင်းဖြစ်လာရင်တော့ကျွန်တော်ပွဲသိမ့်သွားပြီပေါ့နော်တချင်တချင်၃ချင်စတဲ့ရမှာဖြစ်တယ်နော်အဲနောက်တော့ကျွန်တော် try လိုက်နေတဲ့ပုံပုံကြီးကျွန်တော်ခဏခဏပြောပါတယ်နော် try လိုက် try try လိုက်နေတဲ့မိတ်ဆွေကြီးကျွန်တော်ပြောမယ်နှစ်နှစ်ခွန်ခံသွားတာဖြစ်တဲ့အတွက်ဒီနှစ်ထဲမှာ try အားနေပါတယ်နော်နောက်ဒီကျွန်တော်တို့ဘာဘယ်လိုပြောမလဲဆိုတော့ကျွန်တော်တို့ဒီ ီနှစ်နှစ်ခွန်တနည်းနောက်တနည်းရကျွန်တော် try ခင်းမဲ့ try ဖြစ်နိုင်တဲ့ခင်းမဲ့ဒီကျွန်တော်ပတ်ဝန်းကျင်ခေါင်းကလောက်ဆောင်ချက်တွေမရှိသေးပါဘူးမရှိသေးတာဖြစ်တဲ့အတွက်ဒီ channel လက်ကြံချင်းတွေမှာ try try ဒီ immediate အားနေပါတယ် try လိုက်တဲ့မိတ်ဆွေတွေနော်နောက်တစ်ခုက tick လိုက်တဲ့မိတ်ဆွေတွေတစ်ဒီတစ်ချိန်လောက်ပဲလာမယ်လာတဲ့တစ်ဒီခါပဲဖြစ်ပုံများပါတယ်ခါပဲခါပဲဖြစ်မှာပါနော်ခါဒီတစ်ချိန်နဲ့ပဲလာမှာပါတစ်ခါနဲ့တစ်ချိန်နဲ့ပဲလာမှာကျွန်တော်ပြောတဲ့စကားကိုမှတ်ထားပါနော်တက်ဒီလာခဲ့ရင်တစ်နှစ်လုံးမှာတစ်ချိန်ပဲလာမှာလာရင်ခါတစ်လုံးနဲ့ပဲလာမှာနော်အဲ့ဒါလေးကိုမှတ်ထားပါ အဲ့ကနောင်းကိုလည်းရှားထားပြီးပြီနော်တစ်ခါနဲ့ကနောင်းကိုလည်းကျွန်တော်ရှားထားပြီးပြီတော့ဆိုတော့ဒီ site ကတော့အဝါစားဖို့ပဲနော်ဒီ site ကတော့အဝါစားဖို့ကျွန်တော်ရဲ့ live ကိုပြန်ပြန်ပြန်လန်စေထားပါပြန်ပြန်လန်ပြန်ကြည့်ပါသူကလင်နာကျွမ်းကျင်တဲ့မိတ်ဆွေတွေနော်ကလင်နာရှိတဲ့မိတ်ဆွေတွေဒီ friend ကနေစပြုပြီးတော့မှကျွန်တော်တို့နော်ဒီ friend က435တပွဲကျော်349 439ပြန်ကြတယ်6ခါရဲ့ဆောင်ဘေးမှာကြတယ်နော်သူရဲ့တပွဲကျော်349ပြန်ကြတယ်နော်6ခါရဲ့ဘေးမှာကြတယ်သူတပွဲကျော်630ပြန်ကြတယ်6ခါရဲ့ဘေးမှာကြတယ်နော်ထိတ်နေအခွားနဲ့6ဖြစ်ပြီးမှပြန်ကြတယ်နော် အဲ့ဒီလိုအိုက်ဆိုင်နဲ့နော်အိုက်လမ်းကြောင်းနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ကဒီလေးကက်စီဂျိုးကိုနှစ်ကက်နဲ့ပြန်ဖမ်းလိုက်တာပေါ့ဗျာ435ဖြစ်စင်တယ်435နဲ့အဓိကအမာခံဒီ435 435နဲ့ကျွန်တော်တို့၃နှစ်လေးအဓိကအမာခံဖရင်ကြီးအိုက်ဖရင်တစ်ခုဖြစ်ပါတယ်အိုက်ဖရင်ကနေဖမ်းလိုက်တာဖြစ်တဲ့အတွက်ဒီ၃နှစ်လေးဒီမှာပြန်လာပြီးတော့ပေါ်တယ်ကျွန်တော်စောင့်ခဲ့တာဘယ်နှစ်နှစ်ရှိတယ်တွေ့ကြည့်လိုက်ပါဗျာနော်မှ၃နှစ်လေးတစ်နှစ်နှစ်နှစ်၃နှစ်၄နှစ်၅နှစ်၆နှစ်နော်အဲတစ်နှစ်နှစ်နှစ်၃နှစ်၄နှစ်၅နှစ်၆နှစ်ရှိသွားပြီ နော်6နှစ်မြောက်ကြမှာတုံးနေလေလားအဲ့တော့နော်ဒီအလုပ်ကစိတ်ရှိသီးခံနိုင်မှရတယ်နော်စိတ်မရှိလို့ကတော့မရဘူးကျွန်တော်စောင့်ခဲ့တာစိတ်ရှိလက်ရှိနဲ့စောင့်ခဲ့တာ3နှစ်လေးအကြောင်း3နှစ်လေးအကြောင်းကိုစိတ်ရှိရှိနဲ့စောင့်ခဲ့တာအခုဒီချိန်မှာကြာလာဖြစ်တဲ့အတွက်ကျွန်တော်ဝမ်းသာအားရနဲ့ကျွန်တော်အချိန်နဲ့ဆေးဘူးဒါကျွန်တော်ပြောမစွန်တော့ပြပြတတပြောတာပေါ့ဗျာအချိန်နဲ့ဆေးအရင်အားရပါတယ်အရင်ကြိုက်တယ်နော်အချိန်နဲ့ဆေးအဲ့တော့ကျွန်တော်တငငချင်းတွေလည်းနော်ဝယ်ချင်တဲ့ဝယ်ချင်တဲ့ဆိုတဲ့မိတ်ဆွေဒီမှာနော်လူဟောင်း3000လူတစ်တီ4000နော်နှစ်ကုန်ထိပ် လူဟောင်းကတော့3000ပဲတတ်မှတ်ထားပဲလူတက်က4000တတ်မှတ်ထားပါတယ်တစ်ချိန်နဲ့လူချင်းနေဆိုတော့ဒီတော့2000เนาะတိုက်တဲ့ချိန်ဖုန်းခေါ်ပါเนาะကျွန်တော် KB Viber ဖွင့်ထားပါတယ်ညအဲ့ဒါလေးကျွန်တော်ပြောရင်းနဲ့နောက်တစ်ခုကကျွန်တော်ကျွန်တော်ပြောရင်းနှီးမလာဖြစ်သွားတယ်အကြီးအမြင်เนาะဆရာတယောက်ကအဲဝါရဏရှင်တယောက်ကသူဒီစောနာဒီကိုပိတ်နဲ့ပတ်သက်ပြီးကိုပိတ်ကိုထိနေပတ်သက်ရိုက်သွားတဲ့ခဏန်းကိုကိုထက်ဥအောင်တင်လိုက်တော့ကိုကဘာဘလို့လို့ဘလို့တင်လို့တင်ရမှမသိတော့နော်ကိုထက်ဥအောင်တင်လိုက်တော့တင်လိုက်တော့အာသူလက်သူ့အမြင်ရှိတယ်လာအမြင်ကြီးကလာစုံတယ် အမကူကနောက်ကလိုက်တင်လိုက်လို့ရှိရင်ကိုကဘာဖြစ်သွားမလဲဒီ copy နော်ကူးရဲ့ဟိုအဲ့လိုဖြစ်သွားမှာဆိုလို့သူများအဲ့လိုကြံဖန်ပြီးအပြေပြောခံမှာဆိုလို့ကျွန်တော်ပတင်လိုက်တာနော်ဒီကိုထိတ်စီရဲ့ဘေးမှာနောက်ထောင်တော့30ရိုက်နေတာနော်ဒီထိတ်ကလုံးပိုင်းဒီအခွားနဲ့ဒီခွားပေါင်းချင်းနဲ့ဒီထိတ်စီနဲ့ကပူဖြစ်ရမှာပေါ့ဗျာ6 6ဆိုမှာအမကဒီ6ထိတ်စီတယ်လို့မဟုတ်ဘူးလုံးပိုင်းဒီကောင်နဲ့လုံးပိုင်းဒီကောင်နဲ့လုံးပိုင်းသဘောနဲ့သူကတူတူအပြီးရှင်းသွားတာအပြီးရှင်းသွားတာအဲ့တော့ဒီလေးဘရိတ်ဒီရဲ့အောက်မှာတို့လေးနေမြောက်ကကနောင်းစနစ်စနစ်တကျချသွားတာဘူးဗျနော်နော်ပြန်ကြကနောင်းအောင်လေးဘရိတ်အောက်မှာ လေးနေမြောက်ကနန်းနော်တို့ပြန်ကြကနန်းဆောင်းမှာလေးပရိသူ့အောက်မှာလေးနေမြောက်ကနန်းနော်ဒီမှာကျွန်တော်ပြန်ကြကနန်းရဲ့အောက်ဆောင်းမှာလေးပရိသူ့အောက်မှာလေးနေမြောက်ကနန်းအတိအကျရိုက်ထွက်သွားတယ်ရှော့တွက်လိုက်တာပေါ့ဗျာနော်ဒါရှော့တွက်လိုက်တာကို site ကို short တွက်လိုက်တာတကယ်တော့နောက်ထောင်သုံးလုံးတုံညာငါးပါဝါပရိငါးနော်နှစ်ဦးကပရိငါးရဲ့ပါဝါကိုကိုနောက်ပိတ်နေပရိငါးရဲ့ပါဝါနောက်ထောင်သုံးလုံးသူကအထောင်သုံးလုံးတုံညာလို့ခင်းပြီးတော့မှသူကဒီအခွနဲ့ကိုနှစ်ဒီအခွကိုလာမှာပူဖြစ်မှာဟုတ်အဲ့တော့ကိုကိုလုံးပိုင်နဲ့ဒီတူဆောင်က6ထိပ်ကလုံးပိုင်နဲ့တော့ အမှန်တကယ်တမ်းထွက်မယ်ဆို966ထွက်ရမှာ966ထွက်ရမှာဒါပေမဲ့ तू ကရှေ့လမ်းစဉ်တိုင်းမလုပ်ဖဲရဲ तू ကလုံးပိုင်နေနဲ့ပဲချသွားပြီးမှာ696ရိုက်ထွက်သွားတယ်ဒီကနောင်းကိုရိုက်ထွက်သွားတယ်ပရိလေးအောင်မှာရိုက်ထွက်သွားတာဒါဝါရဏရှင်တယောက်ကိုယ့်ထက်ဥအောင်တင်လိုက်တာဖြစ်တဲ့အတွက်ကျွန်တော်ကဒါအခုမှ तू ထွက်ပြီးမှဒါချပြပေးတာထွက်ဘာလို့ပေါက်ဖို့လုပ်တာတော့မဟုတ်ဘူးနော်ဒါကျွန်တော် မြင်နေဆိုတဲ့အကြောင်းပြောပြတာဒါပေမဲ့ကျွန်တော်ကဘာလို့တော့တွေးလိုက်လဲဆိုတော့ကျွန်တော်6ပူး6ခွာတော့တိတယ်ကျွန်တော်ဖွဲ့တယ်6396နဲ့662တိထည့်ပေးလိုက်တာနော်6396 6661 66တိဆိုမွေးထားခိုင်းတာကျွန်တော်နော်669ကိုမွေးထားခိုင်းတယ် 6 6 6 6ဒီမွေးထားခိုင်းတယ်6 3ည6ကိုတော့သူမပြောရသေးဘူးဆိုမှ6 3ည6 6 6နှစ်တူထည့်ပေးလိုက်တာဒါပေမဲ့6 9 6ဆိုကြထွက်သွားတယ်နော်ဒါဟိုစီးဆောင်တာပေါ့ဗျာနော်စီးဆောင်သူများတင်ထားတာဖြစ်တဲ့အတွက်ကျွန်တော်ထပ်မတင်တော့တာဒါအခုမှကျွန်တော်ဒါထုတ်ပြီးရှင်းပြောပြပေးတာခဏတော့ကဘာကြောင့်လွတ်သွားတယ်ဆိုတာဒီအချိန်မှာတော့အလွတ်ခံလို့မရဘူးနော်အချိန်နဲ့ဆယ်တော့ကျွန်တော်အလွတ်ခံလို့မရဘူးရာခိုင်နှုန်းနော်ရာခိုင်နှုန်းအများဆုံးရာခိုင်နှုန်းနဲ့ကျွန်တော်ကြိုးစားထားတယ်ယုံကြည်မှုရှိရင်လက်တွဲပါနော်ယုံကြည်မှုရှိရင်လက်တွဲပါ6 9 6 3 3နှစ်နော်ကေပီ ေဘီဝေဘီဖွင့်ထားပါတယ်နော်ကေဘီဝေဘီကေဘီမရှိရတော့ဝေဘီရပါတယ်နော်ရှီကိုကိုလေးခုရောက်တော့နေကေဘီဘိုင်ဘာဖွင့်ထားပါတယ်ပြေစာပို့လိုက်ပါနော်လူဟောင်းဒီ3000လူတစ်ဒီကျွန်တော်တို့4000တက်မှတ်ထားပါတယ်နှစ်ကုန်ထီအောင်နော်စောင့်ကြည့်ပေါ့ဗျာနော်စောင့်ကြည့်စောင့်ကြည့်ကျွန်တော်ဒီအချိန်20ဘယ်လိုလုပ်သွားမလဲဆိုတာနော်နောက်တစ်ခုကအဲ့တက်လိုက်နေတဲ့အဖွဲတွေကိုဆက်လာကျွန်တော်ပြောသလိုပဲတက်ဒီ line ခါတစ်လုံးပဲလာမယ်ဒီနှစ်ထဲမှာပျောက်ချင်တဲ့လုံးဝပျောက်သွားနိုင်တယ်နော်ကျွန်တော်2023ကလည်းကျွန်တော်ပြောခဲ့ဘူးလေနော်ကျွန်တော်မှတ်မိကြလားမသိဘူး 2023ကလည်းတိတိလုံးဝပျောက်ရမယ်နော်2023မှာတိတိလုံးဝပျောက်ရမယ်ကျွန်တော်ပြောခဲ့တယ်နော်တိတိလုံးဝမလာဘူးနော်နောက်2024မှာလည်းကျွန်တော်ဘာထပ်ပြောလဲဆိုတော့ဘူပရိတ်လုံးဝပျောက်ရမယ်နော်2024မှာဘူပရိတ်လုံးဝပျောက်ရမယ်ကျွန်တော်ပြောခဲ့တယ်ဒါဘေးရင်ဟောတာမဟုတ်တော့ပြောပြတာဒီကျွန်တော်တို့ရဲ့အတွေ့အကြုံနဲ့ site တွေအသွားလာကစားမှုတွေနဲ့ဆုံးဖြတ်ချက်တွေကျွန်တော်ပြောတာဖြစ်ပါတယ်2024မှာတုံညပရိပျောက်ရမယ်2023မှာတိတိပျောက်ရမယ်ကျွန်တော်ပြောခဲ့ဘူးလေနော်မှတ်မိတဲ့လူမှတ်မိလိမ့်မယ်ခုဒီမှာကျွန်တော်ရေးရေးတင်းတင်းနဲ့ကျွန်တော်စားစားတောင်ရေးပို့လိုက်တယ် ပုံလေးနဲ့ရိုက်ပြီးပို့လိုက်တယ်နော်ကျွန်တော် file နဲ့တင်ပေးလိုက်တယ်ပြန်ကြလုံးဝမလာဘူး16ချိန်နော်ကျွန်တော်ထည့်ပြောတာနော်တချို့ကပြန်ကြတိုင်းနေတဲ့သူတွေကတော့မကြိုက်ကြဘူးပေါ့ဗျာကျွန်တော်ရေးလိုက်တော့မကြိုက်ကြဘူးတချို့သူစကားတော့ပြောတော့နော်စွန့်အားသွားကြတာပေါ့မလာဘူးပြန်ကြထိုးမိနေပတ်စံကုန်လေနော်ဒီချိန်ကတော့ကျွန်တော်ဖမ်းထားပြီးပါတယ်နော်အချိန်20ကိုကျွန်တော်အားအရဆုံးဖြစ်ပါတယ်ဒီ2025ရဲ့အကြိုက်ဆုံးတွင်လည်းအကြိုက်ဆုံးအားအရဆုံးအချိန်ဖြစ်တဲ့အတွက်နော်စိတ်ပါရင်လက်တွဲပါနော်စိတ်ပါရင်လက်တွဲပါကျွန်တော်အဲ့လိုပဲပြောပါမယ်